မင်္ဂလာပါမနက်ဖြန်ခုနှစ်ရသားသမီးများအတွက်တရက်တာဆောင်းရင်ရှောင်းရများကိုစတင်ပြောကြားပေးပါတော့မယ်တနင်္ဂနွေသားသမီးများတို့ယနေ့မှာတော့သူများပြဿနာကိုပြဿနာဖြစ်တတ်ပါတယ်ညီနစ်အရာမှာကောင်းမခံအာမမခံမှနဲ့အလုံးမှာစိတ်ညစ်စရာစိတ်ရှုပ်စရာများကြုံတွေ့ရတတ်ပါတယ်ခေါင်းမူကောင်းကైဖြစ်တတ်ပါတယ်အချင်းရင်းမှာတော့အထင်လွဲစရာများနဲ့ကြုံတွေ့ရတတ်ပါတယ်၄၆ပါတဲ့ခဏိုင်းများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အဆင်းရောင်နဲ့အပြရန်အောင်ဖြစ်ပါတယ် ယနေ့အနေနဲ့ကတော့မိမိရန်ဖျက်မှာပေါမုံ၅ချက်ကလို့ပူဇော်ပေးပါတနင်္လာသားသမီးများတို့ယနေ့မှာတော့အလုံးနဲ့ပတ်သက်ပြီးတော့တာဝန်ယူဖြည့်ရှင်းပေးရတတ်ပါတယ်။မိတ်ဆွေရင်းများနဲ့အဆင်မပြေဖြစ်နေတတ်ပါတယ်။အထက်လူကြီးအကြီးအကဲများရဲ့အကူအညီများရရှိပါလိမ့်မယ်။အလားအပါရွှေရေသနာနဲ့ပတ်သက်တဲ့ပစ္စည်းများဝင်လာတတ်ပါတယ်။ဘိုင်းအောင်ဘိုင်းနာ ဖြစ်တတ်ပါတယ်။ချက်တူစရာနေပြီးတော့တရင်ကောင်ကြားတတ်ပါတယ်။ ၃၆ပါတဲ့ကနိုင်များအကျိုးပေးပြီးတော့ကံကောင်းနေရအောင်တော့အစိမ်းရောင်ဖြစ်ပါလေ။ရေရေအနေနဲ့ကတော့မိမိရဖျားမှာလိန်ပေါ်ရင်ကတ်လို့ပူဇော်ပေးပါ။အင်္ဂါသားသမီးများတို့ယနေ့မှာတော့အလုံးနဲ့ပတ်သက်ပြီးတော့မကြားကျင်တဲ့သတင်းများကြားအပ်တတ်ပါလေ။အောက်လက်ငယ်သားသားသမီးများအလုံးကနေအင်းရနေထွက်သွားတတ်ပါလေ။ပြန်မရတော့ဘူးလို့ထင်ထားတဲ့ဝင်များပြန်ပြီးတော့ရသက်တဲ့နေမျိုးလေးဖြစ်ပါလေ။သွားသွေးနဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရတတ်ပါလေ။အချင်းရင်းမှာတော့ကြားလေအနေ ဝေးတတ်ပါလေ။ ငါးခွန်ပါတဲ့ကဏ္ဍများအချိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့ခရမ်းရောင်ဖြစ်ပါတယ်။ရေရေအနေနဲ့ကတော့မိမိအဖေအမစပြတိကတ်လို့ပူဇော်ပေးပါ။ဘုံတော်ဥသာရမိမိများတော့ယနေ့မှာတော့အလုတ်ကိစ္စငွေကိစ္စများနဲ့ပတ်သက်ပြီးတော့စကားပြောဆိုငင်းခွန်တတ်ပါတယ်။ရွေးချယ်ခဲဆုံးပြတ်ခတ်တာမျိုးတွေစိတ်နှခွဖြစ်စရာမျိုးတွေကြုံတွေ့ရတတ်ပါတယ်။ကျမ်းမာရင်အနေနဲ့ကောင်းနေတော့လေလက်မှာအထိကိုက်တန်ရာရတတ်ပါတယ်။အခြေအနေမှာတော့တာယာနေပါလိမ့်မယ်။ ငါးကိုးပါတဲ့ကဏ္ဍများချိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အပြာရောင်ဖြော့ဖြော့ဖြစ်ပါတယ်။ရေရာနေနေရတော့မိမိရဖျက်မှာပဲပေါက်စီကတ်လို့ပူဇော်ပေးပါ။ကျတော်ရင်းသာသမီများတို့ယနေ့မှာတော့သာသမီလက်အောင်ငယ်သားတဦးတို့စိတ်တော့ကရောက်အပ်တတ်ပါတယ်။အလုံနေရထိုင်ခင်းနဲ့ပတ်သက်ပြီးတော့ကောင်းတော့အပြောင်းလဲများနဲ့ကြုံတွေ့ရတတ်ပါတယ်။ခြေအေးမှာတော့ဝေးနေကောင်းလဲမျိုးဖြစ်ပါတယ်။ခြေတော့မှာထိခိုက်ဒဏ်ရာရတတ်ပါတယ်။ သုံးခွန်ပါတဲ့ကနေ့များအကျိုးပေးပြီးတော့ကံကောင်းတဲ့ရအောင်တော့အပြာရောင်နဲ့နတ်ပြာရောင်ဖြစ်ပါလေရေရာနေနေရတော့မိမိရဖျက်မှာပဲမှုတ်သုံးခုကတ်လို့ပူဇော်ပေးပါတောက်ကြသားသမီးများတို့ယနေ့မှာတော့အလုံမမနာလိုတို့အတိုက်ခံလို့တို့များများနေပါလိမ့်မယ်ငွေကြေးကံတော့မကောင်းတဲ့နေ့တွေဖြစ်ပါတယ်အထူးသတိထားပေးပါဆက်ပြစီလျှက်ဆက်ပြစီများပြတ်တက်ပါတယ်စီမျက်စီဒုက္ခပေးပါမယ်အချိန်ရင်းမှာတော့ตายရနေပါလိမ့်မယ် နှစ်ရှစ်ပါတဲ့ကနေ့များအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့နီညိုရောင်ဖြစ်ပါတယ်။ရေတရာအနေနဲ့ကတော့မိမိရဖျားမှာအကြောင်းကြောင်းကလူပူဇော်ပေးပါ။စနေသားရမိမိများအတွက်ယနေ့မှာတော့စတုရှယ်ယာကိစ္စများနဲ့ပတ်သက်ပြီးတော့အထူးကောင်းမွန်တဲ့နေ့လေးဖြစ်ပါတယ်။ပညာအသစ်တစ်ခုရသက်ပါတယ်။မိတ်ဆွေအပေါင်းအသင်းများနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာစိတ်တော့ကရောက်စရာများကြုံတွေ့ရသက်ပါတယ်။ကောင်းသချံကြိုက်သက်ပါတယ်။အချင်းရင်းမှာတော့တာယာနေပါလိမ့်မယ်။ ်တေကိုးပါတဲ့ခဏများအချိုးပေးပြီးတော့ကန်ကောင်းတဲ့ရောင်တော့အဝါရောင်ဖြစ်ပါတယ်ယရေယာနေနေရတော့မိမိရဖျက်မှာအုံလို့ခေါ်ဆွဲကတ်လို့ပူဇော်ပေးပါအားလုံးကြမ်းမချမ်းသာကြပါစေ